မေထာရဲ့ထုံနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ဝါပြည်နယ်လူချင်းမာကအခြေခံဥပဒေအရလွတ်တော်ရဲကို ဝင်ပြီးတောင်းဆိုရမှာဖြစ်တယ်လို့ NSB SC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြောကြားခဲ့တဲ့တဲ့ရှင်။တန်လီမြို့မှာရင်းနေစည်းကသုံးမိန်ဆိုင်ကနဲ့လူတအူးကို တိုက်မိမှုကြောင့်တအူးတေဆုံးပြီးတအူးထံရရရှိခဲ့တဲ့တဲ့ရှင်။တရုတ်ကွန်မြူနတီပါတီကထိတ်သိမ်းစစ်ဗိုလ်ချုပ်ကြီး၉ဦးကိုပါတီကနေထုတ်ပယ်ခဲ့တဲ့တဲ့ရှင်။ ဗြိတိန်မင်းသားကြီးအန်ဒရူးက၎င်းရဲ့ဂုံပုတ်တွေကိုဆွန့်လွတ်ခဲ့တဲ့တဲ့နဲ့နေပြဘဝတောက်လျှောက်ပထမဆုံးအကြိမ်၄ပွဲဆက်ရှုံးခဲ့တဲ့အာနက်စလော့စိန်ခုံမှုနဲ့ရင်ဆိုင်နေရပြီလို့ဝန်ခံခဲ့တဲ့တဲ့နဲ့အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ပုံအနေနဲ့ဝါပြည်နယ်လိုချင်ပါကအခြေခံဥပဒေအရလွတ်တော်ရေးကိုဝင်ပြီးတောင်းဆိုရမှာဖြစ်တယ်လို့ NSB NC ရဲ့ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြောကြားခဲ့တဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဝါပြည်နယ်လိုချင်ပါက အခြေခံဥပဒေအရလွှတ်တော်တွေကိုဝင်ပြီးတောင်းဆိုရမှာဖြစ်တယ်လို့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPSC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါရယ် အော်တိုဝါ၁၉ရက်ကနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဘဟုဌာနတက်မှာကျင်းပခဲ့တဲ့တနင်္ဂနွေလုံးပြည်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတတိယနေ့မှာနေကုန်းကျုပ်စကားပြောကြားရမှာအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါဒီကျွန်တော်တို့ UWS ANDAA ရာတွေလည်းစီးဦးနေတယ်ဆိုပြီးတော့ဒီလိုလေးကျွန်တော်မှတ်သားလဲပါတယ် တော့ကျွန်တော်တို့တာဝန်ယူတဲ့ဘက်မှာလည်း GDP ရဲ့ CEO NDA ရောဆေးဦးနော်အဲ့တော့အဓိကပြတော့ကျွန်တော်တို့ရှိမှာဒီဒီနာဂမပါဘူးဆိုရင်ဒီတိုင်းနယ်လက်နက်က18ခွက်ရှိတယ်အဲ့တော့10ခွက်ကလက်မှတ်ထိုးထားတယ်အဲ့တော့3ခွက်ပြန်ထွက်သွားတယ်နောက်က FNC ဒီ9ခွက်ရှိတယ် KMBB ရှိတယ်18ခွက်အဲ့တော့ဒီမှာကျွန်တော်တို့က NCU ကျွန်တော်တို့တည်ပြီးတော့ထားတယ်အဲ့တော့ NCU လက်မှတ်ခံတဲ့ခွက်လည်းရှိတယ် ော့ဒီ NC ကတော့ကျွန်တော်တို့ကဒါနိုင်ငံတကာအသိမှတ်ပြုထားတယ်ဒီလမ်းကြောင်းနဲ့မြင်တော့တို့တို့လဲကျွန်တော်ဆွေးနွေးတဲ့အခါမှာ NC plus နဲ့လဲဆောင်းရင်ရတယ်သူတို့ရဲ့လူလားချက်တွေကဘယ်လိုရှိတယ်ဒီပေါ်မှာဝင်ပြီးတော့ဆောင်းပါဆောင်းနိုင်တယ်ကျွန်တော်တို့ဒါလဲဟောရုံဒီမိုင်းလမ်းဆွေးနွေးဆွေးနွေးအဆွေးနွေးတဲ့အချိန်မှာလဲဒါလဲကျွန်တော်ပြောပြပြီးထင်ပါတယ်အဲ့တော့သူတို့ရဲ့လူလားချက်ဝတ်ပြီးနေလို့ရှိတယ် အဲ့တော့ဝါပြည်နယ်လူချင်းရင်ဖွဲ့စည်းပုံခြေခံဥပဒေအရလွတ်တော်တဲ့ဝင်လွတ်တော်တဲ့ဝင်မှာတောင်းဆိုတာအဲ့တော့ရနိုင်ခြေကဘာတွေဘာတွေရှိတယ်ဘယ်နေရာဘယ်နေရာတွေရှိတယ်ကျွန်တော်သိချက်ရှင်းပြဝါမိုင်းလာစတဲ့အဖွဲ့တွေနဲ့ဆွေးနွေးချိန်မှာ၎င်းတို့ရဲ့လူလားချက်ဖြစ်တဲ့ဝါပြည်နယ်ကိစ္စကို ဖွဲ့စည်းပုံခြေခံဥပဒေအရလွတ်တော်တဲ့ဝင်ပြီးတောင်းဆိုဖို့ရှင်းပြခဲ့ကြအောင်၎င်းကပြောပါတယ်အဲ့တော့လာတက်ရောက်တဲ့လူတွေကတော့အကုန်လုံးတော်ပေါက်တယ် ဒါပေမဲ့သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့ခါကျတော့သူတို့ခေါင်းဆောင်ကဝမ်းတူတဲ့နေတာဖြစ်တယ်ကျွန်တော်ဆက်ပြီးတော့တူးလို့ရတဲ့နေတာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့လူလားချက်ကဝါပြင်းနေလူချင်းနဲ့ဝါပြင်းနေလူချင်းဘာလို့မချိကန်ဥရိယလွတ်တော်တဲ့တော့မင်းဒီကောက်ွယ်လို့ရမယ်အဲ့ဒီဒေတာမှာအဲကျွန်တော်2008ပေါ်သီးကုန်ချိကန်ဥရိယတစ်ချိန်မှကျွန်တော်ရဲ့ဒီကောက်ွယ်မလုပ်ခဲ့ဘူးအဲ့တော့ပထမပိုင်းမှာသဘောတူတရားနဲ့နောက်ပိုင်းမှာကျွန်တော်တို့ကသဘောတူညီမှု ရခဲ့။အဲဒါလေးလေးကျွန်တော်တို့သိအောင်ဝင်မြောက်လို့ဖြစ်ပါလေ။လက်ရှိအနေအထားမှာ NCA ဟာခိုင်ခိုင်မာမာရှိနေပြီး NCA မှာသတ်မှတ်ထားတဲ့အပြည့်အခက်ရက်စဲပြီးဆိုတာကနိုင်ငံရေးအရဆွေးနွေးဖို့လိုကြောင်းနိုင်ငံရေးအရသဘောတူညီချက်လူမှုရေးအရာသဘောတူညီချက်နဲ့စီးပွားရေးအရာသဘောတူညီချက်တွေရဖို့လိုကြောင်း၎င်းကဆက်လက်ပြောပါရယ်။အဲဒီဘယ်ရရင်တော့ပြစ်ခဲ့ရစေဆိုတာကျွန်တော်ပြန်ပြန်ပြက်သွားမယ်အနေအထားမျိုးရှိပါတယ်။အဲ့တော့ NC မှာတော့ပြစ်ခဲ့ရစေပြီးနိုင်ငံရေးကဆွေးနွေးမှုနဲ့ ဒီနိုင်ငံရဲ့ဆွေးနွေးမှုထွက်ပေါ်လာတဲ့အဲကျွန်တော်တို့ဒီရတဲ့ကျွန်တော်တို့ကသဘောတူညီချက်တွေပြည်တော်စုထွက်တော်မှာအတည်ပြုတယ်ဆိုရဲကျွန်တော်တို့သတ်မှတ်ချက်လည်းပါတဲ့တွေ့ရတယ်အဲ့တော့ NC ကတော့ကျွန်တော်တို့ဒါကိုဆွဲကင်ပြီးတော့ဆောင်းသွားမှာဖြစ်ပါလေ။တိုးတော်လဲဒါကိုလက်မခံတဲ့အဖွဲ့အစည်းတွေတော့ဘယ်လိုမျိုးသွားမလဲဆိုတော့ဆောင်းတော့ကျွန်တော်တို့ကအောက်ချီမှာညီနိုင်ဆောင်းမဲ့သွားမှာဖြစ်ပါလေ။ဒါကြောင့်ကျွန်တော်တို့ဒီလက်ရှိကုလမွန်ရွှေ ဆွေးနွေးသွားတဲ့ဒီကောက်ပွဲမတိုင်ခင်ဆောင်ရွက်မဲ့ကိစ္စတွေဒါတွေကလေကျွန်တော်တို့လက်ရှိရှိနေတဲ့ကျွန်တော် SC လက်မှတ်ထိုးထားတဲ့အဖွဲ့ခုနှစ်ဖွဲ့ရှိတယ်ကျွန်တော်နဲ့ဆွေးနွေးနေတာဟုတ်တယ်6ဖွဲ့6ဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့က ICU ဘယ်လိုပုံစံနဲ့ review ပြန်လုပ်မလဲဒါကြီးလေကျွန်တော်တို့ကဒီဒီကောက်ပွဲမတိုင်ခင်ဆွေးနွေးသွားဖို့လေကျွန်တော်သဘောထားပြီးဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ကအကောင့်ထဲပို့ပြီးတော့မှအနည်းငယ်လုပ်ငန်းစဉ် အပြန်တက်မှဆောင်းတော့မှာ NCA ကိုအစိုးရအဆက်ဆက်ကအကောင့်ထဲဖော်ဖို့ပြည်တော်စုလွတ်တော်မှအတည်ပြုပြီးဖြစ်တာကြောင့်တက်လာတဲ့ဘယ်အစိုးရမစိုး NCA ကိုအကောင့်ထဲဖော်ဖို့တာဝန်ရှိကြောင်း NSB NCA ကထဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါရယ်ထပ်မံမီတန်လျင်မြို့မှာရင်တစည်းက၃ဘိန်းဆိုင်ကဲနဲ့အမျိုးသားတအုပ်ကိုဝင်တိုက်မိတာကြောင့်တအုပ်သေးဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာပါရန်ကုန်တိုင်းတန်လျင်မြို့မှာရင်တစည်းက သုံးမိန်ဆိုင်ကဲနဲ့အမျိုးသားတအူးကိုတိုင်ပြခဲ့မှုကြောင့်တအူးသေးဆုံးပြီးတအူးထံရရရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဝါ၁၈ရက်မနက်၁၇:၃၀ခန်းကတန်လျင်မြို့နယ်အောင်ချမ်းသာရက်ကွက်ဘရင်နောင်လန်အတိုင်း၂ရက်ကွက်နေ အသက်26နှစ်အရွယ်အေဂျန်အောင်မောင်းနေလာတဲ့စုစကီးအာဒီကရင်ဟာအခင်းဖြစ်နေရအရောက်အရှိန်မထိန်နိုင်မဲလာရတူ ရှေ့မှာရှိတဲ့တရက်ကွက်ထဲနေ55နှစ်အရွယ်ဦးအောင်မင်းဦးမောင်းနေလာတဲ့ဆိုင်ကနေရာဘတ်လမ်းမေးမှာရက်နေသူဗိုလ်ချုပ်ကျေးရွာနေအသက်80အရွယ်ဦးအိမ်ရှင်ပေါင်တို့ကိုဝင်ရောက်တိုက်မိခဲ့တယ်လို့သိရပါဗျ။ဒီလိုတိုက်မိမှုကြောင့်ဦးအိမ်ရှင်ပေါင်ဟာဒဏ်ရာရရှိပြီးတေဆုံးသွားခဲ့ပြီးဦးအောင်မင်းဦးဟာဒဏ်ရာရရှိခဲ့တာကြောင့်အေဂျန်အောင်ကိုတန်လင်းမျိုးမရဲစခန်းကရှင်ပေါင် 31မြင်းဆောင်2025ရာဇသက်ကြီးပုံမှ304ကကြီးမြင်းဆောင်339မြင်းဆောင်289နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့အနေငယ်တကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်ကွန်မြူနစ်ပါတီကထိပ်သီးစစ်ဘိုလ်ချုပ်ကြီးကိုဦးကိုပါတီကနေထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါတရုတ်ကွန်မြူနစ်ပါတီဟာဆယ်စုနှစ်တွေအတွင်းစစ်တပ်မှအကြီးမားဆုံးအာဂရိလိုက်စားမှုတိုက်ဖြတ်တဲ့လှုံ့ဆော်မှုတွေအနက်တစ်ခုအပါအဝင်အဖြစ် ထိတ်သိစစ်ဘိုလ်ချုပ်ကြီး၉ဦးကိုပါတီကနေထုတ်ပယ်ခဲ့ပါတယ်။ထုတ်ပယ်ခံရတဲ့မြို့သား၉ဦးဟာကြီးလေးတဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေနဲ့တန်ရရှိခံထားရကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထုတ်ပယ်ခံရသူအများစုဟာကျဲသုံးပွင့်အစင်းရှိတဲ့ဗိုလ်ချုပ်ကြီးတွေဖြစ်ပြီးကွန်မြူနတီပါတီရဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့ဗဟိုကော်မတီဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်၎င်းတို့၉ဦးဟာစစ်တပ်ကလည်းထုတ်ပယ်ခံခဲ့ရပါတယ်။ထုတ်ပြန်ချက်မှာ အဂရိလိုက်စားမှုတိုင်းပြည်ရေးလှုံ့ဆော်မှုရဲ့တစ်စိတစ်ပိုင်းအနေနဲ့ခုလိုထုတ်ပယ်တာဖြစ်ကြောင်းဖော်ပြထားပြီးလေးလာသူတွေကတော့ဒါဟာနိုင်ငံရေးအရာမလိုလားသူတွေကိုထုတ်ပယ်တာဖြစ်ကြောင်းရှုမြင်ခဲ့ပါတယ်။ထုတ်ပယ်ခံရတဲ့အရာရှိကုန်းဦးဟာဗဟိုစစ်ကော်မရှင် CMC ရဲ့ဒုတိယဥက္ကဋ္ဌဟီဝေတုံ CMC ရဲ့နိုင်ငံရေးလုပ်ငန်းဌာနကညွှန်ကြားရေးမှူးမီအော်ဟွာ CMC ရဲ့နိုင်ငံရေးလုပ်ငန်းဌာနကအလုံအမှုဆောင်လက်ထောက်ညွှန်ကြားရေးမှူးဟီဟုံကျင်း CMC ရဲ့ပူရဲစစ်စင်ရေးကုတ်ကဲရေးစင်တာရဲ့အလုံအမှုဆောင် လက်ထောက်ညွှန်ကြားရေးမှူးဝမ်ရှုပင်အရှိတိုင်းစစ်နံတမိုးလင်းရှမ်းရန် ကြီးတက်ရဲ့နိုင်ငံရေးဝန်ထမ်းအရာရှိချင်းရှုတုံရေတက်ရဲ့နိုင်ငံရေးဝန်ထမ်းအရာရှိယွမ်ဟွာကြည်အမြောက်တပ်ဖွဲ့တမိုးဝမ်ဟူပင်ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့တမိုးဝမ်ချူနင်းတို့ဖြစ်ပါတယ်၎င်းတို့အနက်ဟီဝေတုံးဟာ CMC ဥက္ကဋ္ဌဖြစ်တဲ့တရုတ်သမ္မတရှီကျင်းပင်ပြီးပါကတရုတ်စစ်တပ်ရဲ့ဒုတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့်ထုတ်ပယ်ခံရသူတွေထဲမှာအထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ်ယူဆခံခဲ့ရပါတယ်။ ထပ်မံပြီးဗြိတိန်မင်းသားကြီးအန်ဒရိုကသူ့ရဲ့ဂုံးပုတ်တွေကိုဆွန့်လွတ်ခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးမှာပါဗြိတိန်မင်းသားကြီးအန်ဒရိုဟာယော့မြို့သားကြီးဘွဲအပါဝင်၎င်းရဲ့ဘွေရူးကုန်တူတွေကိုဆွန့်လွတ်လိုက်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် အန်ဒရူးဟာလိမ့်ပိုင်းဆိုင်ရာကျွလွန်တဲ့တရားခံဂျက်ဖရီအပ်စတိန်းနဲ့ပတ်သက်ဆက်နွယ်မှုရှိခဲ့တဲ့အတွက်ဖိအားရီနဲ့ရင်ဆိုင်ခဲ့ရပြီးသူ့ကိုအေးအေးယူဖို့ဘက်ကင်ဟမ်နန်းတော်ကိုလည်းတိုက်တွန်းမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ဒါကြောင့်အန်ဒရူးဟာသူ့ရဲ့ဂုဏ်ပုတ်တွေကိုကိုယ်ပိုင်သဘောဆန္ဒအလျောက်ပြန်လည်အနှင်းမှုဆုံးဖြတ်ခဲ့ပုံရပြီးဗြိတိန်မှာတက်တန်းအရေးဆုံးတဲ့စီနီယာအကြဆုံးသူကောင်းပွဲဖြစ်တဲ့ Order of the Garter ရဲ့အဖွဲ့ဝင်အဖြစ်ကိုလည်းဆုံးလွှတ်ခဲ့ပါတယ်။အန်ဒရူးရဲ့ထုတ်ပြန်ချက်မှာ၎င်းနေနဲ့ ၎င်းပေါ်ဆွဆွဲထားတဲ့ဆွဆွဲမှုတွေကိုပြင်းထန်စွာညှင်းဆို့ဖို့ဆက်လက်လှုံ့ဆော်တော့မှာဖြစ်တယ်လို့ဆိုပါရယ်ဗြိတိန်ဘုရင်ကြီးနဲ့ဆွေးနွေးမှုတွေအရမိမိပေါ်ဆွဆွဲချက်တွေဟာဘုရင်ကြီးနဲ့တော်ဝင်မိသားစုအတွင်လှုံ့ဆော်ပေးရမယ့်တာဝန်အလုပ်တွေကို အယုံလွင်းစေခဲ့တယ်လို့မိမိတို့ကောက်ချက်ချခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။မိမိအနေနဲ့မိမိရဲ့အလုပ်တော်ဝင်တွေကိုမိသားစုနဲ့တိုင်းပြည်အတွက်အရှည်တန်းတင်လှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြောင်းလွန်ခဲ့တဲ့9နှစ်ခရဲကလူမြင်ကွင်းမှာမထွက်ပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းဘီအန်ဂျီရဲ့သဘောတူညီချက်အရမိမိဟာလူမြင်ကွင်းကနေတက်နိုင်သမျှရှောင်ကျဉ်ရမယ်လို့ခန်းစားမိကြောင်းဒါကြောင့်မိမိကိုအနှင်းထားတဲ့ကုန်ပုတ်တွေကိုအသုံးပြုစရာမလိုတော့ကြောင်းအရင်ပြောခဲ့တဲ့အတိုင်းမိမိဟာမိမိကိုဆွဆဲထားတဲ့ဆွဆဲချက်တွေကိုညှင်းဆို့ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ အန်ဒရူးဟာ၎င်းရဲ့ဂုံပုတ်တွေကိုဆွန့်လွတ်ဖို့အတွက်ဗြိတိန်ရဲ့တတိယမြောက်ချားစ်ဘီယင်ကြီးအပါအဝင်ဝီလာမင်သားဝီလျံတို့နဲ့တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။အန်ဒရူးဟာလွန်ခဲ့တဲ့နှစ်တွေအတွင်းလိန်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဆွဲချက်တရုတ်တရှိုတဦးနဲ့တွေးဆောင်မှုစွဲချက်တွေအပေါင်းဝင်အရှုပ်တော်ပုံများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ဘက်ကင်ဟမ်နန်တော်မှာအန်ဒရူးရဲ့အရှုပ်တော်ပုံတွေနဲ့ပတ်သက်ပြီးစိတ်ပြတ်မှုတွေမြင့်တက်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အောက်စားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ လေးပြောင်းဘဝတက်လျှောက်ပထမဆုံးအကြိမ်လေးဝက်ဆက်ရှုံးခဲ့တဲ့အာနယ်စလော့စင်ခုံမှုနဲ့ရင်ဆိုင်နေရပြီလို့ဝန်ခံခဲ့တာကိုတင်ဆက်ပေးမှာပါ။မနေ့ကရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲမှာလီဗာပူးအသင်းအနေနဲ့မန်ယူအသင်းကိုတကူးနှစ်ကူးနဲ့ရှုံးနိုင်ခဲ့တာကြောင့်လီဗာပူးနေ့ပြအာနယ်စလော့ဟာနေ့ပြဘဝတက်လျှောက်ပထမဆုံးအကြိမ်အဖြစ်လေးဝက်ဆက်ရှုံးနိုင်ခဲ့တယ်လို့သိရပါဗျ။ လီဗာပူးသင်းဟာရသည့်အစပိုင်းပွဲစဉ်တွေမှာနိုင်ပွဲတွေဆက်ခဲ့ပေမဲ့ခရစ်စတယ်ပဲလစ်ဂါလာတာဆာရီချက်စီနဲ့မန်ယူတို့ကိုနောက်ဆုံး၄ပွဲဆက်ရှုံးနိမ့်ခဲ့တာပါ။ဒါကြောင့်အာနယ်စလော့အတွက်မှတ်တမ်းဆိုးဖြစ်ခဲ့တယ်လို့ လေဘာဘူးအသင်းအတွက်လည်းနီးပြဘရန်ဒန်ရောဂျာစ်ကင်တွေခဲ့စဉ်2014ခုနှစ်က၄ပွဲဆက်ရှုံးနိုင်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်၄ပွဲဆက်အရှုံးနဲ့ပြန်လည်ကြုံတွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အာနယ်စလောကလက်ရှိအချိန်မှာရှုံးပွဲဆက်မှုကိုအဆုံးသတ်ဖို့ဆိုတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပြီဖြစ်ကြောင်းမန်ယူနဲ့ပွဲပြီးမှဝန်ခံပြောကြားခဲ့ပါတယ်။ရာဂန်ကလော့ပ်ရဲ့နေရာကိုစက်ခံခဲ့ချိန်မှာရင်ဆိုင်ခဲ့မှုသမျှအကြီးမားဆုံးစိန်ခေါ်မှုလို့လူတွေကပြောကြပါဗျ။အခု၄ဝက်ဆက်ရှုံးထားတာကလည်းစိန်ခေါ်မှုတစ်ခုပါပဲ ဘောလုံးနှိပြဘဝကစိန်ခုံမှုတွေနဲ့ရှောင်လန်းနေရတာပါနိုင်ပွဲတွေရရှိရင်နိုင်ပွဲဆက်အောင်ထိမ့်သိမ့်ကျင်တယ်လို့ရှုံးမရီကြုံတွေ့ရင်လည်းနိုင်ပွဲပြန်ရကျင်ကြပါတယ်လက်ရှိအခြေအနေအတွက်ကစားသမားတွေယုံကြည်မှုပျောက်ဆုံးနေပြီလို့လည်းမထင်ပါဘူးအခွင့်အရေးတွေကိုအသုံးမချနိုင်လို့ကျွန်တော်တို့ရှုံးခဲ့တာပါလို့အာနယ်စလော့ကပြောခဲ့ပါတယ်အော်တိုဝါ20ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုတရားထုတ်လင့်တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်တာယာအေဂျင့်နဲ့ညချမ်းလေးဖြစ်ပါစေ